မနေ့ကတူတကတုတ်တံမှာလာတဲ့မဟာစီဆရာတော်ရဲ့ခပြားနေရစာကြဖုန်ကြီးတွေအတွက်စာသင်သားတွေအတွက်ယူကြည်တယ်မကြည့်နဲ့မျက်စိကစားရွာစကားရှောင်ရှားခြင်းရမည်တဲ့မျက်စိကစားတဲ့စက္ခုလောလာဟိုဟာကြည့်ခြင်းဒီဟာကြည့်ခြင်းဟုတ်လားမျက်စီရလည်းကြည်တာတွေပါလေဝါသနာပါလောင်းပါလားပါပါဘုရားဟိုဟာကြည်ခြင်းဒီဟာကြည်ခြင်းလက်ပပြီးတော့ကြည်တယ် <laughs> <laughs> ခဏကြည့်မယ်ဆိုတော့ကြည့်လိုက်တယ်အာယုံရဲ့ဆွဲဆောင်မှုဆိုကြောင့်ခဏဆိုမှလို့ကြားကြံတော့တာမျိုးရှိလားမရှိလဲရှိပါပါဘုရားခဏကြည့်မယ်အာယုံကဆွဲတော့တဲ့ခါကျခဏဆိုမှလို့ကြားကြံတော့အဲ့တော့ဆင်ပြေလဲပြေပါဘုရားတန်မိုးရှိတဲ့ချိန်နေကုန်လားမကုန်လားကုန်ပါရဲ့ဘုရားအဲဘာဖြစ်ဖြစ်ဖြစ်ရကကြည့်တယ်နဲ့ဘာတလို့မကြည့်ဘူးသူရတွေကို ကြည့်ဘူးအာမမြင်ဘူးသူရကို မြင်ဘူးအာ ကြည့်ခြင်းလည်းဆိုတော့အဆုံးမရှိနိုင်ဘူးခဲ့ဟုတ်လားမှန်ပါဗျာအဆုံးရှိအောင်မရှိပါဘူးခင်ဗျာမကြည့်ဘူးတရားကြည့်ဘူးအောင်လိုက်ကြည့်မယ်မမြင်ဘူးတရားမြင်ဘူးအောင်ရှောက်ကြည့်မယ်ဆိုတော့မြည်အရာလိုက်ကူးတယ်လို့နော်မှန်ပါဗျာဒီခေတ်ကသိပ္ပံခေတ်ဆိုအမြဲတမ်းခုနကအထူးဆန်းတွေပေါ်နေတယ်အထူးဆန်းတွေပေါ်တိုင်းပေါ်တိုင်းလိုက်ကြည့်နေတော့မဆုံးနိုင်တော့အဲ့တော့သက္ခုနာတံဝရောတာတုဆိုတဲ့ထိမ့်နိုင်ရင်တော့ကောင်းလားမကောင်းလားကောင်းပါဗျာ ေမြတ်စัจကြအောင်မြတ်ခြင်းကြောင်းနဲ့မှအဲ့ဒီတစ်ချက်ပါတယ်သူစာသင်္ဍာတွေဖုံးမကင်ရဖုံးကင်တာတစ်ချိန်မိအကြောင်းအထွေရဟုတ်လားဖုံးကင်တာတစ်ချိန်မိအကြောင်းအထွေရတယ်လို့ပြောပါတယ်ဟုတ်လားအကူစာချစာချအကူဖြစ်သည့်အထိမကင်ရသည်အကူစာချဖြစ်လာရင်တော့နှစ်ချိန်မိအကြောင်းအထွေရတယ် တချိန်ကန်တယ်တတိပိအခုစားချင်တော့နှစ်ချိန်ကန်တယ်ကြွားတော့စားချဖုန်းကြီးတော့ခွင့်ပြုတယ်လို့ပြောတာအဲ့တော့ဘာကြောင့်ခွင့်ပြုရတာတော့စားချဖုန်းကြီးကြတော့ဒီကြောင့်ကလည်းကွာချုပ်ချဲတယ်ကွာမလွတ်တော့ဘူးဖုန်းကြီးဖြစ်တဲ့အထိမလွတ်တော့သေးဘူးဆိုတော့တခြားကြောင်ပြောင်းရွှေ့သွားတာလေများလာမှာစိုးလို့အာယုံလေးနဲ့ပြန်ဆွဲထားတဲ့သဘောလို့ယူဆတယ် ဒီကနော်အတွေးကြည့်ရတာပေါ့နော်ဆရာကြာဘုန်းကြီးဖြစ်ရင်တော့အခွင့်ပြုတယ်ဟောသူကြတော့လဲထိုက်တန်တော့ပြီးသွားပြီဆိုတော့ဟုတ်လားအဲ့တခုမြတ်ဆက်ကြာကဟိုနိုင်ငံစစ်နေနေ့စဉ်လိုလိုဝင်နေတယ်ဆိုတော့အဲ့ဒီဖုန်းကို ထိတ်နေတာပါတယ်မျက်လုံးကို ထိတ်နေတာပေါ့နော်မဟာဝိရဒလည်းထိညာမထင်ပါဘူးဟုတ်လားအဲ့လိုထိတ်နေတဲ့အတွက်မဟာဝိရဒရဲ့ကုံတရင်ကလည်းကြည်တယ်မကြည်လဲကြည်တယ်ခုမြတ်ဆက်ကြာတော့ကုံတရင်ကြည်တယ်ဆိုတော့ထိတ်နေလို့ကြည်တယ်လားမထိတ်နေလို့ကြည်တယ် ဖဲထိနိုင်တော့ကြည်သွားတယ်မျက်စိကစားရွာစကားရွာစကားရွာစကားမင်းစူတာတွေနဲ့ဆက်ဆက်တဲ့စကားအဲ့ဒီစကားတွေနဲ့ရှောင်ရမယ်တရားဓမ္မကုနန်းလာရင်တော့ဘာစကားပြောရမလဲတရားစကားပဲပြောရမှာတရားစကားနဲ့ဧကံတရားစကားနဲ့ဧကံတရားကြတဲ့သူလာမှာပေါ့တရားကြတဲ့သူပြင်းလို့ငွန်လာတော့လဲဒုက္ခဤတယ်လို့တွေ့ရမှာဟုတ်လား မျက်စိကစားရွာစကားရှောင်ရှားခြင်းရမည်ဇံကိုဝင်စားဇံဝင်စားရမယ်တဲ့စာသမားကစာဆံဝင်စားရင်ကောင်းတော့မကောင်းလားကောင်းပါပါတရားသမားကတရားဆံဝင်စားရင်ကောင်းတော့မကောင်းလားအေးဆံဝင်စားတယ်ဆိုဆံရတဲ့ပုဂ္ဂိုလ်တွေဝင်စားတာပေါ့အဲ့တော့တပည့်တော်တို့ဥစဉ်တို့ကြဆံမရသေးတော့ဘလို့ဝင်စားမလို့ဆိုဆံရင်က၅ပါးထိုက်တန်တော့ပြည့်စုံအောင်လုပ်ရမှာပေါ့ဆံရင်က၅ပါးဝိတ္တ ကြံစီမယ်စာသမားကစာအကြောင်းကြံစီရင်ကောင်းမလားကောင်းပါဗျာစာအကြောင်းကြံစီမယ်စာအကြောင်းစဉ်းစားမယ်ကောင်းမလားကောင်းပါဗျာအဲစာအကြောင်းကိုကြံစီမယ်စာအကြောင်းကိုစဉ်းစားမယ်မနေ့လည်းကြံစီမယ်နေ့လည်းကြံစီမယ်ညနေလည်းကြံစီမယ်ညလည်းကြံစီမယ်အယဝန်လည်းကြံစီမယ်အယထာလည်းကြံစီမယ်ဆွမ်းကံတော်ရင်လည်းစာအကြောင်းပြီးကြောင်းကြံစီမယ်ကောင်းမလားကောင်းပါဗျာအဲဒီလိုခန္ဓာယုံလေးထပ်အရောတန်ခါးတွေအများစုက သုံးကံရင်စာကြက်ကြတူဖေးဦးဇနုမဟာဝိရလည်းရှိတယ်ထင်ပါတယ်ဟုတ်လားတူဖေးဖုံးလေးပေါ်ဒီလိုဗလာစာအုပ်ဆိုကြပါစို့ခလျာနေဖြတ်ထားတယ်ခလျာဖြတ်ပြီးတော့ကာထာလေးတွေရေးနေတရားလေးတွေရေးပြီးတော့သုံးကံရင်ကြက်ကြတယ်တချို့တဖို့တချို့သုံးဖို့အဲတပိတော့ဆရာသမားဖြစ်တဲ့ဘုန်းကြီးတွေပါဆိုရင်ဆုံးကရင်ဆေကာထာရတယ်ဟုတ်လားဥစ္စနေထာ ရွှေခဲအရက်ကိုဆွန့်ခံတော့ရွှေခဲအဲရွှေခဲကိုတော့ရင်းနဲ့အတော်မှငါးကထာရအပြန်ကြတော့ရွှေခဲကနေပြန်လာတယ်အပြန်ကြငါးကထာရဗိဒံငါဆွန့်ခံတော့ရင်ဆယ်ကထာရဟုတ်လားဥစနိဋ္ဌာတပိတော့တော့မျက်လုံးကျမ်းမာရေးတိတ်မကောင်းလို့ဆွန့်ခံရင်တော့စာမကျဘူးတော်လို့ကြည့်ထားတဲ့စာလေးတွေးသွားတယ်စဉ်းစားသွားတယ် ကိုကြည့်ထားတဲ့စာတွေတွေးတယ်စဉ်းစားတယ်မှန်မိတာကတော့အကြည်ဓာတ်မှကောင်းကောင်းမှန်မိတာကတော့ဆွမ်းကံရင်ပဋ္ဌာန်းစဉ်းစားတွေးတယ်ဆွမ်းကံရင်ပဋ္ဌာန်းတွေးသွားတယ်နောက်ပုစိပုစိတွေတွေ့တော့ကိုင်ရတန်တိနံကာရကသမတတ္တိအချာကိတ်သုစိကိုင်ရအဲ့ဒါတွေဆွမ်းကံရင်တွေးသွားတယ်အကုန်ရတယ်နော်ဟုတ်လားအကုန်ရတယ် သိရပြီအဲ့ဒီလိုသာသမာကစာကြောင်းမကြမကြတူးရင်ကောင်းလားမကောင်းလားဝိစာရာစာနဲ့ပတ်သက်လို့ကိုယ်ကဆင်ခြင်မယ်စာပေနဲ့ပတ်သက်လို့ဆင်ခြင်မယ်တုံတတ်မယ်ကောင်းမလားဝိတဲ့ဝိစာရာပီတိသာသမာကစာအာယုံလေးနဲ့နေရတာကို ကြည်နူးနေမယ်ကျင့်နဲ့နေမယ်ဆိုရင်ကောင်းမလားဒုက္ခသာသမာကစာအာယုံလေးနဲ့နေရတာကို စိတ်ထဲမှာချမ်းသာနေတယ်ဆိုရင်ကောင်းမလားဧကကတ္တဆိုတာကတော့ เอกกตะสวนก็တော့เอกเอกตะလို့ပြောတာเอกเอกตะอายุတစ်မျိုးတည်းရှိသည်ဤအဖြစ်ခုဒီတော့ကရလို့ပြန်မဟုတ်လားမှန်ပါဗျာอายุတစ်မျိုးတည်းရှိသည်ဤအဖြစ်စိတ်ကอายุဘယ်နှမျိုးထားတစ်မျိုးစာသမားဆိုစာอายุတစ်မျိုးတည်းထားနိုင်မကောင်းဘူးလားကောင်းပါရဲ့ဗျာเอกกตะကိုတော့အင်္ဂလိပ်လို့ပြောတော့ဒီလိုဘာသာပြန်တယ် concentration on one object concentration on one object အယုံတမျိုးဒီပုံမှာ စိတ်ကိုစူးစီးထားခြင်းပြန်နေသောစိတ်လေးနေသောစိတ်လွဲ့နေသောစိတ်တွေကိုအယုံတမျိုးဒီပုံမှာစူးစီးထားခြင်းတရားသမားဆိုရင်လည်းပြန်နေသောစိတ်လေးနေသောစိတ်လွဲ့နေသောစိတ်ဟိုဟိုဒီဒီသွားခြင်းသောစိတ်အဲ့ဒီစိတ်တွေကိုသာသမားဆိုရင်စာအယုံတမျိုးတဲ့ပုံမှာ ထားပြနေရင်စုစည်းထားနိုင်ရင်ကောင်းတာမကောင်းလားမှန်ပါဗျာတရားသမားဆိုရင်တော့လည်းခန္ဓာဘောပေါ့ခန္ဓာဘောပြန်နေတော့စိတ်လေးနေတော့စိတ်လွင်နေတော့စိတ်တွေကိုခန္ဓာဘောမှာစုစည်းထားနိုင်ရင်ကောင်းတာမကောင်းလားမှန်ပါဗျာကောင်းတယ်အဲ့ဒါဆမ်းမယ်ဟုတ်လားအဲ့ဒီဇာယင်က၅ပါးနဲ့ပြည့်စုံအောင်နေ့စဉ်နေ့တိုင်းကြိုးစားတော့နိုင်ရင်ကောင်းလားမကောင်းလားမှန်ပါဗျာကြိုးစားတော့နိုင်ရင်တော့ဓမ္မပဒကိုလှမ်းကြည့်လိုက်စာယီတမတိဖြစ်မနော ယဟနာပုဂ္ဂိုလ်တော်မှဆံဝင်စားနေမှ တင့်နေတယ်ဆံမဝင်စားရင်မတင့်နေဘူးဆိုတဲ့ပြေရဟုတ်လားယဟနာလူပုဂ္ဂိုလ်ကိလေသာညစ်ကြေးတွေကင်းပြီးတဲ့ယဟနာပုဂ္ဂိုလ်တော်မှဘာလို့နေမှတင့်နေအဲဆံဝင်စားနေတင့်နေတယ်တော့ပါလေအဲ့တော့တပည့်တော်တို့ကုထုစဉ်ဆိုရင်တော့ဒါဆံဝင်စားနေဖို့စာသမားစာဆံဝင်စားနေဖို့လိုလားမလိုလားအဲအဲ့လိုဝင်စားနေရင်တော့တင့်နေမယ်တောင်းပါမယ်ရပြီ စံကိုဝင်စားလမ်းမမြတချို့ကြတော့လေခြေတော့ကဘွေပေါက်နေပုံရတယ်ဟုတ်လားခြေတော့ကဘွေပါနေပုံရနော်ဘွေပါနေတဲ့ခါကျခီးလေးဟောတကူဟောတကူသွားကျင်တာမသွားကျင်တာတချို့ကမနေမနာဘူးသွားတယ်နော်ခီးထွက်ကြရဟန်းတို့ခီးထွက်ကြဆိုဟုတ်လားဓမ္မကတိကတော့ကောင်းတယ်နော်ဆရာကဘုန်းကြီးကတော့အဲ့ဒါအသက်အစင်မပြေဘူးနော်ဆရာပြတဲ့ခါကျတပိပြက်လန်းပြက်လန်း ဒါနဲ့ပတ်သက်လို့ဦးဇင်းတို့ထက်ကထက်ကပြောတယ်ဒီခဏတော့ထက်ကထက်ကကြားနေရင်ဒီခဏအဲ့တော့တပိတ္တုကံတော်မှန်နေစဉ်ကဥတ္တိဇောဘာသာတဲ့သူဥဇင်းတစ်ပါးပေါ့နော်အင်္ဂလိပ်စာတင်တယ်အဲ့တနေ့တော့သူစကိုင်းသွားပြီးတော့အင်္ဂလိပ်စာတင်တယ်စကိုင်းသွားပြီးအင်္ဂလိပ်စာတင်တယ် အရှင်ပြေတယ်လို့တူတူသတင်းကြတယ်သူစကိုင်းမှာအနိစ္စသိနေတာအရှင်ပြေတယ်လို့သတင်းကြသတင်းကြပြီလို့မကြခင်မဲ့သူခန္ဓာယုံပြန်ရောက်လာတာတွေ့အဲ့ဒါနဲ့တပြီတော့နဲ့တွေ့တော့မေးတယ်ဥတိဇောလို့ဦးစင်းစကိုင်းတော်မှာအနိစ္စသိနေတယ်လို့သတင်းကြတယ်လို့ဘာဖြစ်လို့ပြန်လာတာလို့အဲတပြီတော့အနိစ္စသိရင်နဲ့စာလီတကြောင်တွေ့တယ် no boss no job no boss no job စာကြောင်းလေးကဘယ်လိုအဓိပ္ပာယ်လို့အလို့ရှင်မရှိရင်အလို့သမားပျက်စီးတယ်ဆိုအဓိပ္ပာယ်မျိုးတဲ့အလို့ရှင်မရှိရင်အလို့သမားပျက်စီးဒါလေးကိုညာနဲ့ချက်ကြည့်လိုက်တော့ဆရာသမားမရှိရင်တပည့်ကပျက်စီးတတ်တယ်ခင်မုန်းမရှိရင်လည်းဇနီးကပျက်စီးတတ်တယ်ဇနီးမရှိရင်လည်းခင်မုန်းကပျက်စီးတတ်တယ်ဇာလနဲ့ကြားဘူးလဲဆရာနဲ့ကြားဘူးလဲဟာဟုတ်ပါကိုယ့်ဘာကိုယ်စားကြားဘူးအောင်လို့ကြားပြီးတော့ဖုန်းကြီးဝိသုဇတာကြီးက အဲ့ဒါလည်းပြောနေလို့ရှင်တော့မဆုံးနိုင်ဘူးဟုတ်လားအေးထားဆိုဒီခဏ냐ဆိုခင်မောင်ကနိုင်ငံကြီးသွားပြီးတော့စီဝါရှာရလာတဲ့ငွေလေးဇနီးစီလှမ်းဖို့ဇနီးရတဲ့အဖို့မရှိတော့နော်ဆဲဆိုတာနွယ်ပြင်းနဲ့တူတယ်နီးရတွယ်သွားတာဗျဘယ်တွယ်တာနီးရနီးရမိတွယ်သွားတာဗျာအဲ့နီးရမိတွယ်ပြီးတော့ခင်မောင်ကအဝေးရောက်ပြီးတော့နီးရတွယ်ပြီးတော့ပြည့်စည်တဲ့ဇာလန်းတွေကြားရဘူးတွေဗျာ သိခံတော့ဟေးအဲ့လိုမျိုး ဖြစ်လမ်းဖြစ်လမ်းအေးပြရောက်သွားတာလို့ no boss no job လို့ရှင်မရှိရင်လို့တမပစ္စည်းတန်တယ်ဆရာမရှိရင်ဆရာမရှိရင်တပည့်ပစ္စည်းတန်တယ်ခင်မောမရှိရင်ဇနီးပစ္စည်းတန်တယ်ဇနီးမရှိရင်ခင်မောပစ္စည်းတန်တယ်မိဘမရှိရင်သားသမီးပစ္စည်းတန်တယ်ဆိုအတိတ်အမျိုးတွေ ရှိတယ်အဲ့ဒါကြောင့်မို့တပည့်တော့အဲ့ဒါလေးတတိယလို့အေးငါတပည့်တွေအနိကဆောင်းရှောင်းမဲ့သူမရှိရင်ပြည့်စည်နိုင်မယ်အဲ့လိုတွေးမိပြီးတော့ပြန်လာတာအဲ့တပည့်တို့ဘွယ်ကတိုက်ရိုက်ပြောလို့မကောင်းတော့တော့ဘူးအဲ့တော့ခုနိုင်ငံမှာထင်ရှားနေတဲ့ကြိုကြားနေတဲ့ဆရာတော်တပါးအဲ့လိုပဲပြောကြပါဆိုနိုင်ငံမှာကြိုကြားနေတဲ့ဆိုထင်ရှားနေတဲ့တိုင်းကြိုကြားထင်ရှားတဲ့ဆရာတော်တပါး ဖြစ်ပညာတွေတက်ပြီးမှခန္ဓာအောင်ရောက်လာခန္ဓာယုံရေးကဆရာတော်ရေးတဲ့စာတွေဖတ်ပြီးတော့ခန္ဓာအောင်လည်းတအားထင်ကြည့်တာပေါ့နော်ဒါနဲ့ခန္ဓာအောင်ရောက်လာတယ်သူခန္ဓာအောင်ရောက်လို့မကြခင်သူကြောင်းပေါ်ကကြောင်းဖုန်းကြီးရဲ့အလူတစ်ခုရှိလို့ကြွားတယ်အလူတစ်ခုရှိတော့ကြွားတဲ့အခါကျတော့ကြောင်းကကိုရင်လေးတွေကမငြိမ်ဘူးဆရာမရှိတော့မငြိမ်ဘူးကြောင်းရှိတော့ကြွက်ဆော့ဆုံးလို့မငြိမ်မသက်ဖြစ်တယ်ပေါ့နောက်လောက်တာကိန်းနေရီ မမဆတ်တာတွေလုံးမိတာတွေနဲ့သူတွေ့ရမြင်ရတာအဲ့ဒါနဲ့သူခန္ဓာအောင်ဆိပ်ပြက်တယ်အဲ့တော့ခန္ဓာအောင်ဆိပ်ပြက်တာနဲ့ဇကိုင်းငါအကျဉ်းသိခါကောင်းတယ်လို့နာမည်ကြီးတဲ့ကြောင်းတက်ကိုသွားပြန်ရောတိတ်လားအဲ့ဒီချိန်မှာသူတဲတဲ့ကြောင်းဖုန်ညာလည်းတခါသူတခုရှိလို့ကြွပြန်ရောသူနဲ့ထားခဲ့အဲ့ဒီမှာလည်းဖုန်ကြီးမရှိတော့ကြောင်းကကျန်တဲ့တန်ဃာတွေကဟိုမတင့်တော်တာတွေလှုပ်တာတွေတွေ့ရမြင်ရကြုံရတော့အဲ့ဒီနဲ့သူဆိပ်ပြက်ပြန် ဘလောက်ဒီစိတ်ပြတ်သွားလို့ဆိုတော့လူထွက်ခြင်းစိတ်ပေါ်လာအောင်ဒီစိတ်ပြတ်သွားအဲ့ဒါနဲ့အဲ့ဒီသူ့လိုပဲဖြစ်ပညာတက်ဘွဲ့တွေဘာတွေရပြီးမှသင်္ကန်းဝိလာတဲ့ထက်တန်းရှင်းနေဖွဲ့တွေရပြီးမှသင်္ကန်းဝိလာတဲ့ဥစဉ်တစ်ပါးကအဲ့ဒီကိုရင်ကိုတပည့်တော်စီခေါ်လာတယ်ဘုန်းကြီးတဲ့ကိုရင်ကလူထွက်ခြင်းစိတ်ပေါ့နေလို့တဲ့ဆုံးမဩဝါဒလေးပေးပါဦးအဲ့တော့တပည့်တော်စွမ်းသမျှနိုင်သမျှဆုံးမရဘူးလေအေးကိုရင်တို့ စသင်တိုင်းဆိုတာကလေယာမြေတစ်ခုနဲ့တူတယ်လို့လေယာမြေတစ်ခုနဲ့တူတယ်လေသမားကစဘာကိုရကြလို့စဘာဆိုင်တယ်လို့ဒါပေမဲ့လို့ဒီလေကွင်းထဲမှာပေါမျက်ဒီရမဆိုင်ဖဲနဲ့ပေါမျက်ဒီရပေါက်လာတတ်တယ်လေသမားကတော့ဆိုင်တာတော့စဘာဆိုင်တာဒါမှမဟုတ်ပေါမျက်ကမဆိုင်ဖဲနဲ့ပေါက်တယ်လို့ထိုက်တယ်လို့ကိုရင်စတဲ့တိုင်းလေယာမြေလို့ပဲ ဆရာတော်ဒီကတော့ဒီစဘာဆိုတဲ့စဘာကိုရခြင်းလို့စာသင်တိုက်ကူတံပြူးထောင်ကြတာပဲလို့ဒါမှမဟုတ်ဒီစာသင်တိုက်ထဲမှာစဘာဆက်ပြီးမယ်လို့ပေါမျက်တွေကပေါမျက်နဲ့တူတဲ့သူတွေကပါလာတတ်တယ်လို့အဲ့ဒါကိုရင်နားလည်းဖို့တူတယ်နောက်တစ်မျိုးပြောရင်ရှင်ကိုရင်လို့ငါဟင်းကိုကြည်ငါဟင်းဆိုရင်တော်တော်ကောင်းတယ်ငါငါတလောက်မရစတော့ဟုတ်လားနောက်ငါခုဟင်းလို့ဆိုရင်ဒါတော်တော်ကောင်းတယ်တော်တော်ကောင်းတယ် မဟာရှင်အယူကိုထွင်ပြီးတော့အသားကိုရွေ့ချယ်စားတယ်အဲ့တော့စာသင်တဲ့ဘလော့ခ်ရဲ့နာမည်ကြီးကြီးကျင့်ကောင်းတဲ့သူရှိသလိုအကျင့်မကောင်းတဲ့သူလည်းရှိတတ်တယ်အဲ့တော့ငါရင်စားတဲ့ခါအသားကိုရွေ့ချယ်စားသလိုကိုယ်ကကောင်းတဲ့သူကိုကြည်ပြီးတော့ကောင်းတာလေးစံနမူနာယူပြီးတော့နေတတ်ထိုင်တတ်ဖို့လိုတယ်နောက်မမဟုတ်ဆရာတော်ကြီးပြောတဲ့စကားလည်းရှိတယ်စာသင်တဲ့ဆိုအကျင့်ကောင်းတဲ့သူလည်းရှိမယ်အကျင့်မကောင်းတဲ့သူလည်းရှိမယ် အကျင့်ကောင်းတဲ့သူကိုတွေ့တဲ့အခါငါသူတို့လိုအကျင့်ကောင်းအောင်ကြိုးစားမယ်တနိုင်သူတို့ထက်ပိုပြီးအကျင့်ကောင်းအောင်ကြိုးစားမယ်လို့ဒီလိုတွေးရမယ်ဒီလိုဒိဋ္ဌာန်ရမယ်သာသင်တိုင်းမှာအကျင့်မကောင်းတဲ့သူနဲ့ရှိနိုင်တယ်အကျင့်မကောင်းတဲ့သူတွေ့ရင်ငါသူ့လိုမဖြစ်အောင်ဂယုဆိုင်မယ်သူ့လိုမဖြစ်အောင်သူဂယုဆိုင်မယ်ဒီလိုတွေးရမယ်ဒီလိုဒိဋ္ဌာန်ရမယ်လို့ မဟုတ်ဆရာတော်ကြီးဟောဦးတာလဲကြားဦးတယ်လို့ဒါကြောင့်မို့ကိုရင်တင့်တော်နှလုံးသွင်းတတ်ဖို့လိုတယ်အဲ့တော့စာသင်တိုင်းဆိုတာလေခွင်းကြီးတစ်ခုလို့သဘောထားစဘာပြင်စပ်ပြီးမယ်လို့ပေါ်မြဲဆိုတာတွေ့တတ်တယ်ငါရင်ကောင်းတယ်ဆိုရင်မယ်လို့အယူတော်ပါတယ်အယူထွင်စားဖို့လိုတယ်ကြံသားရင်ကောင်းတယ်ဆိုရင်မယ်လို့အယူထွင်ပြီးတော့အသားကိုရွေ့ချယ်စားဖို့လိုတယ်အဲ့တော့ကိုရင်ကောင်းတဲ့သူတွေ့ရင်ငါသူ့လိုကောင်းအောင်တတ်နိုင်ရင်သူ့လည်းကောင်းအောင်ငါကြိုးစားမယ် ျင်မကောင်းတဲ့သူတွေ့ရင် သူ့လိုမဖြစ်အောင်ငါကယူဆိုင်မယ်ဆိုစိတ်ကလေးမဝေးရင်ကောင်းတယ်အဲနောက်တော့ဆရာတော်ကလည်းသူ့တရင်ကြားပြီးတော့ဆရာတော်ကလည်းဆုံးမတယ်လို့ပြောပါတယ်အဲနောက်တော့သူထူးထူးချွန်ချွန်အောင်ပါတယ်ပထမကြော်လေးထီရပါတယ်နိုင်ငံမှာတော့ဟောပြောတဲ့နေရာမှာရော စာမေးရေးတဲ့ရေးသားတဲ့နေရာမှာတော့သင်ရှားတဲ့ကြော်ကြားတဲ့ဆရာတော်တစ်ပါးဖြစ်တော့ပါတယ်ဟုတ်လားကန္နာယုံသင်ကြည့်ပြီးရောက်လာတယ် ကိုဒီဇာနန္ဒာကြီးဆရာကြောင်မရှိတော့ကျွဲဆော့တာနဲ့ဝင်တွေ့လို့စိတ်ပြည့်ပြီးလူတော်ထွက်ချင်းစိတ်ပေါက်သွားတာပြဆုံးမဩဝါဒတွေပြေကြရတယ်ပြဟုတ်လားဇံကိုဝင်စားလမ်းမမြာလှုပ်ရှားကုတ်ကုတ်กินရမည်မမေပဲသာဆဲ့ငိမ်ရာကြောင်းမှနေရမည်အကြဖုန်ညာကိုကြောင်းကိုနေရင်ပို့ပြီးဆင်းပြေလမ်းပြေတယ်တတ်နိုင်တယ်များခြေတော့ညေရင်ကောင်းလားမကောင်းလား မျက်စိခေစားရွာစကားရှောင်ရှားခြင်းရမည်စံကိုဝင်စားလမ်းမမြတုတ်ရှားကုတ်ကုတ်ခြင်းရမည်မမေဘဲသာဆိတ်ငြိမ်ရာကြောင်းမှနေရမည်တူတကတုတ်တန်တော့ကဲဆိုကြည့်စမ်းပါဦးမျက်စိခေစား ਰਹਿ ਰਸ ਆਜਾ ਫੋਜ ਨੇ ਸਾਦਿਨ ਰਾਮ ਨਾਲ ਤੋ